မင်္ဂလာပါရှင်ခုတစ်ထောက်တော့မတူတဲ့ဒီဇိုင်းလေးနှစ်ခုကိုဈေးဈေးတူတယ်တို့ကြောင့်မလို့ပေါင်းပြီးရောရိုက်လိုက်တာပေါ့နော်ဒီဒီရာလေးကကြတော့လိတ်ကလေးပါလိတ်ကလေးကိုအဆန်ခွဲလေးနဲ့ဂျားမှာဂျားပွင့်ကြတဲ့သပင်းနဲ့ခတ်နဲ့ခတ်လိုက်ပြီးတော့တလုံးတရာလေးနဲ့ခတ်ထားတယ်ကျိုးများတယ်သူကအပေါ်အောက်ဒီတလုံးတရာလေးအကုန်လုံးနော်လုံးဝကျိုးများတယ်ကာလာအများကြီးကင်ရပါတယ်သူကလက်ဖက်ရည်ရောင်ဟုတ်ပါဘူးအခွားရောင်ဟုတ်လဲဟုတ်ပါဘူးဟိုစား ပင်နီတခွားပေါ့နော်အဲ့လိုအရာမျိုးလေးပါနော်သူ့ရောင်လေးอ่ะလေလောင်းဝလှတယ်သူ့ရဲ့အိမ်ရောင်အခန်းလေးရမ်းလှတယ်ဒါချီတနေဟုတ်တယ်မိတ္တရာချီနေကိုပေါ်ဝါပါခတ်ပေးထားဟုတ်ပါပရီမီယာပို sorry ပရီမီယာပို့လေးပါနော်ဒါလေးကပရီမီယာပို့လေးပါဒီအလေးရနံပါတ်က300လေးပါเนาะဒီဥစ္စာလေးကလည်းလုံးဝကိုလှရဲပွဲဒီဟာလေးဟာလေးတစ်ထည့်ရှိပါတယ်ဒီဇိုင်းဒါတစ်ထည့်ပဲ ပြန်လို့ထွက်มาไอ้ဒီဇိုင်းလေးပေါ့เนาะဒါပေမဲ့လောလောဆယ်တစ်ချဲပဲရှိရဒါပေမဲ့ပေါင်းကျင်လို့ဒါနဲ့ပေါင်းလိုက်တာဒီအစင်းကလည်းအရန်လာညှို့ညှို့လေးနဲ့ကိုလာတယ်အနက်ကလေးအနက်ကိုမှသူ့ရဲ့ပန်းချီအဖောက်လေးကြီးလိုက်တော့လုံးဝမိုက်တယ်เนาะလုံးဝမိုက်တယ်ပြီးတော့တပင်းနဲ့ချိန်နဲ့တပင်းနဲ့လိတ်ကလေးတွဲထားတာအပွင့်လုံးဝလာတယ်သူ့ရဲ့စင်းလုံးလေးကနှစ်သိန်း၉၀၀ဟုတ်ပါဦးနှစ်သိန်း၆၀၀နဲ့၅၀၀ပါတော့ဟုတ်လားတူတူပဲလား မသိန်း6000နဲ့5000ပါเนาะသူကဒါလေးကကြတော့အနက်ကလေးပါအနက်ကလည်းလုံးဝမိုက်တယ်သူအရာဝင်ရတာเนาะအရာဝင်ရတာအနက်ကိုမှသူရဲ့ခတ်ထားတဲ့အရာဝင်ရညှို့ညို့လေးနဲ့မိုက်တယ်ဒါလေးကနံပါတ်က100နဲ့ဘီလေးဖြစ်ပါတယ်ရှင်ဒီဒီဇိုင်းလေးကတော့မြင်လိုက်တာနဲ့တင်သူ့ကိုကြည့်လိုက်တာနဲ့တင်ဟိုဝစ်ချင်စရာအရာဝင်ဖြစ်နေရเนาะလိုချင်တဲ့လူရှင်မှာယူဆက်သက်ပြပါအောင်ရှင်